Microsoft Word ထဲမှာတွက်ချက်မှုလုပ်တဲ့လုပ်ငန်းလေးပြောပြမယ်နော်အဲ့တော့ Microsoft Word ထဲမှာတွက်ချက်မှုလုပ်ခြင်းနဲ့အကွက်ကဒီမှာဆိုရင်တိုးတက်တမှုရှာခြင်းနဲ့ပေါ့နော်အဲ့တော့ရှာခြင်းနဲ့အကွက်လေးမှာ active set လေးထားပြီးရင်ဒီဘက်လေးရောက်ထဲမှာဒီဘက်မှာ formula ဆိုတာလေးရှိရယ် formula မှာနဲ့ပုံမှန်အဲ့တော့ excel ထဲမှာပဲတွက်ကြရတယ်ဒါပေမဲ့ Microsoft Word ထဲမှာတွက်ရမယ်ဆိုရင်လည်း formula function လေးပါတယ်နော်ဒါကြောင့် fx လို့တုံးလိုက်တာအဲ့တော့ဒီမှာ formula ဆိုတဲ့နေရာလေးရရှိရစာကိုဆက်လက်မှာ ြီးရင် delete ကြီးနှိပ်ပြီးဖြစ်မယ် equation စတွက်မှာဆိုတော့ equal လို့ရတယ်အောက်က paste function မှာကိုတွက်မဲ့ function ယူပေးရမယ်တွက်မဲ့ function က product ဆို product maximum ဆို maximum sum ဆို sum ပေါ့နော်ယူလိုက်ရင်တော့မှာခွင်းစာကွန်ပိတ်လေးနဲ့ပါတယ်အဲ့ခွင်းစာကွန်ပိတ်ထဲမှာရိုက်ထည့်ရမှာက left ဘာလို့ left left ရိုက်လဲဆိုရင်ဒီ total အဖြစ်လို့ဆိုတဲ့အကွက်ဘယ်ဘက်ကနှစ်ခုကိုညှောက်မယ်ဒါကြောင့် equal product left ပြန်တော့ okay နဲ့ထွက်လိုက်เนาะဖြေရလာတယ် နောက်တစ်ခါဆက်တွေ့ကြမယ်။ click နှိပ်မယ်။ formula ကိုနှိပ်။ပြီးရင်ဒီမှာကျတော့သူက data လေးမှာအရင်ဆုံးဖြတ်လိုက်။ဖြတ်ပြီးသွားရင်အောက်ဘက်မှာရှိတဲ့ product product ကိုထပ်ယူခွင့်စာခွင့်ပိတ်ထဲမှာ insertion မှာအစင်းလေးစောင့်နေပြီးသားအဲ့ထဲမှာမှာ left လို့ရတယ်နော်။ဒီ UK နဲ့ ီဒီအောက်မှာတူတယ်ရှာတော့မယ်ဒီတူတယ်ဒီအပွား၃ခုရဲ့တူတယ်ရှာမှာဖြစ်တဲ့အတွက် formula ဝင်ထပ်နေမယ်ဒါပေမဲ့ကြလာရဲ့ box တွေမှာကြည့်သူကဒီက product ရွေးစရာမလိုတော့ဘူးပေါင်းမှာမို့လို့ဘာတွေလဲအပေါ်ဘက်ကဟာရေးပေါင်းမယ် above နော်ဒီ OK နဲ့ထွက်လာဒါဆိုရင်တော့တူတယ်တက်မှုရှာရလေးရသွားမယ်အဲ့တော့ဒီဘက်ကတော့ product ကိုသုံးပြီးတူတယ်ရှာတယ်ဒီအောက်ကကျတော့ sum ကိုသုံးပြီးတော့ကျတော့တူတယ်ရှာတဲ့လုပ်ငန်းလေးသွားထားတယ်နော်ဒါ Microsoft Word ထဲမှာ လုပ်ငန်းလုပ်လို့ရတယ် fx ကိုတုံးပြီးတော့ formula ကိုတုံးပြီးတော့တွက်ချက်မလုပ်တယ်